မန်ယူအသင်းကိုကိုသွင်းကတမိုင်းသစ်ဆိုက်ထူပြီးရင်နောက်နိုင်ငံတကာပရိသတ်တွေရဲ့အာရုံစိုက်ခြင်းခံရတဲ့အမောင်မောင်တွင်ပရိသတ်များအလုံးမင်္ဂလာပါရှင်ဘောင်းမောင်ဆယ်လီကနေပြန်လေးကြိုဆိုလိုက်ပါတယ်။အခုတလောမြန်မာပြည်သူလူထုကြားမှာအုပ်အော်တောင်းနေဖြစ်နေတဲ့တရင်ကတော့ကမ္ဘာကျော်ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တဲ့မန်ယူကိုမောင်မောင်လင်းကကိုသွင်းယူခဲ့တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာသူတို့အသင်းသမိုင်းတက်လျှောက်ပထမဦးဆုံးပရိုမိုရှင်အဖြစ်အာဆီယံကကစားသမားတွေနဲ့ခြေစမ်းပွဲကံပိုးတက်ဆုံးဖြတ်ခဲ့ကြတာပါ။အဲဒါကြောင့်အာဆီယံအော်စတာအသင်းကိုထူထောင်ပြီးတော့မန်ချက်စတာယူနိုက်တက်နဲ့မတ်လ28ရက်နေ့မှာမလေးရှားနိုင်ငံမှာပြိုင်ပွဲကျင်းပခဲ့ပါတယ်။အာဆီယံအော်စတာအသင်းကအာဆီယံအဖွဲ့ဝင်17နိုင်ငံကအကောင်ဆုံးကစားသမားတွေကိုစုစည်းထားတာဖြစ်ပြီးတော့အဲ့ဒီအထဲမှာကမောင်မောင်လင်ကရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကမန်ယူပရိသတ်တွေများစွာရှိကြပါတယ်ဒါပေမဲ့ဒီပွဲမှာရှုံးရှုံးနိုင်နိုင်မြန်မာကစားသမားမောင်မောင်လင်ကိုတော့ကိုးသိန်းစေချင်ကြပါတယ်မောင်မောင်လင်နေနဲ့ရလာတဲ့အခွင့်အရေးကိုအမိအယအဆုတ်ကန်နိုင်ခဲ့ပြီးတော့မန်ယူအသင်းဘက်ကိုအဖွင့်ကိုသင်ပေးနိုင်ခဲ့ရမှာမောင်မောင်လင်ကဒုတိယပိုင်း52မိနစ်မှသာဝင်ရောက်လာပြီးတော့52မိနစ်မှပဲအာဆီယံအော်စတာအသင်းအတွက်အဖွင့်ကိုကိုသိမ်းယူပေးနိုင်ခဲ့ရပါပွဲပြီးတဲ့ချိန်ထိမန်ယူအသင်းနေနဲ့ခြေပါကိုသိမ်းမယူနိုင်ခဲ့ရကြောင်းတလုံးနေတော့ဖလားမျောလင်းချက်လေးကလည်းမောင် ောင်လွင်ကြောင့်လွင်ပြောက်သွားခဲ့ရတာဖြစ်ပါတယ်။မမလွန်ရဲ့တလုံးသေးသောသွင်းကိုနဲ့မန်ယူလိုဂန်နဝင်အသင်းကိုအနိုင်ယူနိုင်ခဲ့ရကြောင်းလေမြမပရိသတ်တွေကသူ့အတွက်ဂုဏ်ယူမဆုံးကိုဖြစ်နေခဲ့ရပါမြမရီသာမကပဲတကယ်ပါလုံးကဘောလုံးပရိသတ်တွေကလည်းမန်ယူဘက်ကိုဂိုးသွင်းခဲ့တဲ့အာဆီယံဘောလုံးသမားက ဘလို့လူဖြစ်မလဲဆိုပြီးတော့စိတ်ဝင်စားမှုခံနေရတာဖြစ်ပါတယ်။တကယ်ပါလုံးကပရိသတ်အများပြားရှိတဲ့ Manchester United လို့အသင်းကိုမြန်မာကစားသမားလေးနေနဲ့ဂိုးသွင်းယူနိုင်ခဲ့ရဟာမောင်မောင်လင်းရဲ့ပုံရိပ်တာမကနိုင်ငံရဲ့ဂုဏ်ကိုတက်စေခဲ့ရတော့အမှန်ပါပဲ။ Man United ဖြားအမိုရင်ကတော့အခုခြေစမ်းပွဲဟာခြေစမ်းပွဲတပွဲတာမကပဲ။သူအနေနဲ့သဘောကျရင်အာဆီယံအသင်းတွေကကစားသမားတွေကိုအင်္ဂလန်မျိုးကိုခေါ်ယူသွားအောင်မယ်လို့လေပွဲမကစားခင်မှာဖွင့်ဟထားခဲ့ရပါ။အဲဒါကြောင့်တလုံးနေတော့အနိုင်ကိုသွင်း င်းနိုင်ခဲ့တဲ့မောင်မောင်လင်းကိုသာမန်ယူအသင်းကအခေါ်ယူသွားတော့မလားဆိုပြီးတော့နောက်ဆက်တွဲရင်ခုန်နေကြပါတယ်။ရော်နယ်ဒိုရဲ့လုံ The Greatest of the Time ဖြစ်လာအောင်လေမန်ယူအသင်းနေနဲ့ခြေစမ်းပွဲကံပြီးတော့အခေါ်ယူခံရတာကဖြစ်လာတဲ့လုံမောင်မောင်လင်းကိုလည်းဖြစ်စေချင်ကြတာပါ။ဒါပေမဲ့မောင်မောင်လင်းအနေနဲ့အသက်အရွယ်တစ်ခုကိုရောက်နေပြီဖြစ်တာကြောင့်အများကြီးတော့မျှော်လင့်လို့မရပါဘူး။ကြာလီချာလီဖြစ်နေတဲ့မန်ယူအနေနဲ့လည်းလူဆောင်တက်ဆောင်ထဲကန်ခဲ့ပေမဲ့လာသားရွယ်အသင်းလေးကိုမနိုင်တာကြောင့်သူပရိသတ်တွေတော်တော်စိတ်ပြတ်မိနေကြတာပါ။ မြန်မာကမန်ယူပရိသတ်တွေကတော့သူတို့အသင်းရှုံးပေးမယ်လေအသေးခွဲကိုအတွင်းတူကမြန်မာကစားသမားဖြစ်နေရကြောင်းအငုံမျက်လုံးအပြုံးမျက်နှာတွေနဲ့ကျေနပ်လို့နေပါတယ် မန်ယူအသင်းလိုအနောက်တိုင်းအသင်းနဲ့ကံရတဲ့ကစားသမားတွေဟာအရှိတောင်အာရှကဂျပန်ကိုရီးယားတွေမှာသာရှိပါတယ်။ဒါပေမဲ့အာဆီယံကစားသမားတွေနဲ့က2025ခုနှစ်မှာသာကံကြရတာဖြစ်ပါတယ်။အဲဒါကြောင့်အာဆီယံနိုင်ငံတွေမှာမန်ယူအသင်းဘက်ကိုပထမဦးဆုံးဂိုးသွင်းခဲ့တဲ့သူကမြန်မာနိုင်ငံသားလေးမောင်မောင်လင်းဆိုတာကိုတော့အမှတ်တမ်းကောင်းရေးထိုးနိုင်ခဲ့ပါပြီ။ရွှေခေတ်ကမြန်မာဘောလုံးကစားသမားတွေဟာအာရှကြားတွေဖြစ်ခဲ့ကြသလိုအခုခါမှာလည်းခေတ်မကောင်းလို့ယူးကျင်အောင်စောင့်နေကြတာဖြစ်ကြောင်းမောင်မောင်လင်းကသက်တည်ပြနိုင်ပါတယ်။ ချက်စတာယူနိုက်တက်ဘက်ကိုပထမအဦးဆုံးဂိုးသွင်းနိုင်ခဲ့တဲ့အာဆီယံကစားသမားအဖြစ်တမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့မောင်မောင်လင်းအတွက်အားပေးစကားလေးတွေပြောခဲ့ကြပါအောင်ရှင်။အဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။